chapter 245ဥပအသင်းနဲ့မန်ဆိုင်စီးတီးတို့ရဲ့ပွဲစဉ်မှာတော့ဂိုယာလကနှစ်ဂိုးတကိုဖြစ်နေခဲ့ပြီးဘောလုံးကတော့အဂီစီမှာရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာခရစ်ကအဂီကိုနာဂီစီကိုဘောလုံးပေးဖို့អော်ပြောလိုက်ပြီးအဂီကတော့မပေးချင်ပေးချင်နဲ့ဘောလုံးပေးလိုက်ရပါတယ်နာဂီကဘောလုံးဖနောက်နဲ့ထိန်းလိုက်ပြီးနာဂီစီကိုဘောလုံးရရှိသွားတဲ့အခါမှာတော့တပတ်ဥပအသင်းကကစားသမားတွေကနာဂီအတွက်တီးတန်းလှုပ်ထားတဲ့ခန်းဆဲပုံစံကိုဖွဲ့စည်းလိုက်ပါတယ်နာဂီကလည်းရှေ့မှာပိတ်နေခဲ့တယ်နီကိုနဲ့အာရီညလုံးကိုအသာအရာကြောက်ဖြတ်နိုင်ခဲ့ပေမဲ့လူရန်ဆိုကရှေ့မှာပိတ်ပြီးတော့နာဂီကိုမင်းတယောက်သေးဆရာကြီးပါတော့မဟုတ်ဘူးကွာ လို့ပြောပြီးတော့နာဂီကိုတာဝတ်လုပ်နေပါတယ်။လူရန်ဆိုကြောင့်တုံဆိုင်နေခဲ့တဲ့နာဂီကိုရီယိုကဂိုးအပေါ်အာယုံဆိုင်ပြီးကန်သွင်းခိုင်းတဲ့အခါမှာသူစိတ်နဲ့သူမဟုတ်ပဲရီယိုပြောတဲ့အတွက်ကြောင့်မလို့ကန်သွင်းလိုက်ပါတယ်။နာဂီကဂိုးပေါရှိမှတုံဆိုင်နေခဲ့တဲ့အကြောင်းအကူကတားဆီးဖို့အချိန်ရရှိသွားပါတယ်။ကန်ချက်ကပြောလိုက်တော့ကွာဒီလောက်ပဲတက်နိုင်တာလားညကြီးရှင်ကြီးကကောင်းနေအကူအခုလုံးလိုက်တဲ့အကွက်ကတန်း80တန်းနဲ့ပြန်ကန်ထွက်လာတဲ့ဘလုံးကဘာရိုစီကိုရရှိသွားခဲ့ပြီးနောက်ဆုံးအမတ်ကိုအရရှိဖို့အတွက်ဘာရိုကဂိုးပေါစီကိုပြေးလာနေပါပြီ။တားဖို့လာတဲ့ရီယိုကိုလည်း နီကိုနဲ့တွေ့ကစားပြီးကြော်ဖြတ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုပေါရှိကိုရရှိသွားခဲ့ပြီးအဆုံးသက်ကန်ချက်ကိုကန်သွင်းလိုက်ပေမဲ့မမျော်လင့်ထားတဲ့နေရာကနေချီကီရီကတားလိုက်ပါတယ်။ဘာရိုရဲ့အဆုံးသက်ကန်ချက်ကိုတားလိုက်နိုင်ပေမဲ့ဆန်တိုကလွတ်နေခဲ့ပြီးအဆုံးသက်ကိုသွင်းယူလိုက်ပါတယ်။အဲ့ဒီဂိုးနဲ့ပဲနီယိုအင်ဂွစ်လီရဲ့ရှင်းပွဲမြောက်ပွဲစဉ်ဟာပြီးဆုံးသွားခဲ့ပြီးမန်ရှိုက်စီးတီးကိုဥပါအသင်းက၃ဂိုးတကိုးနဲ့နိုင်လိုက်နိုင်ပါတယ်။ခြေစမ်းကျသွားခဲ့တဲ့နာဂီနဲ့ရီကတော့စိတ်ပြအားငယ်နေခဲ့ပြီးဒီပုံစံတိုင်းဆိုရင်မင်းတို့နှစ်ယောက်အဆင်သက်တော့မှမဟုတ်ဘူးလို့ပြောပြီး လာမယ့်နောက်ဆုံးပွဲမှာသူတို့နှစ်ယောက်ရဲ့အရင်မပါတဲ့ပွဲပြည့်ပြည့်တဲလုံးကိုရက်လိုက်ဖို့အကီကပြောရတယ်ရီယာကတော့အကီကိုသူတို့လွတ်ထားပြီးစမ်းမလို့ပြောပေမဲ့အကီကမင်းကအယမ်းမိခုံလုံးနေပြီတကယ်တမ်းမှချင်းနဲ့ကဘာအစ်မိကစားသမားကောင်းတယောက်ဖြစ်ချင်နေဆိုရင်မင်းရဲ့ဘေးကတံမိုးထားရတဲ့အရာတွေကိုလည်းစွန့်ပြေးစွန့်ပြေးရမှာပဲလို့အကီကပြောရတယ်တဖက်မှာတော့နာကီကဘာလို့ကိုသူ့ရဲ့ပန်းနိုင်ကဘာလဲဘယ်အရာကသူ့ကိုတွန်းအားဖြစ်စေရလဲဆိုပြီးမေးတဲ့အခါမှာဘာလို့ကတော့မသိတာနေယူလားကမ္ဘာအကောင်းဆုံးကစားသမားတယောက်ဖြစ်ဖို့အတွက်ပေါ့ကွာဆိုပြီးတော့ပြောရတယ်။နာဂီကထပ်ပြီးတော့ အဲ့ဒီအိမ်မက်ကိုအောင်မြင်သွားရင်ဘာဆက်လုပ်မလဲလို့မေးတဲ့အခါမှာတော့ဘာလို့ကသူ့ကိုသူခစ်တခိရဲ့ဘင်းတပားတယောက်အနေနဲ့ပုံပေါ်သွားမှဖြစ်ပြီးသူ့ရဲ့နေရာအတွက်စင်ခေါ်တဲ့သူမှန်သမျှကိုလည်းဖြစ်စီပြမယ်လို့ဘာလို့ကပြောရတယ်ရုတ်တရက်ကြီးပေါ်တော်တော်မင်းကိုနေမင်းနေခဲ့တဲ့နာဂီကိုလေသူနဲ့ရင်ဆိုင်ရတာလွယ်ကူနေခဲ့ပြီးသူ့ရဲ့အနိုင်လိုချင်နေတဲ့စိတ်ကလည်းပျောက်သွားခဲ့တယ်အခုချိန်မှာနာဂီကိုမြင်ရတာဆိုလို့အရာအလုံးဆုံးရှုံးသွားခဲ့ပြီးစက်တိုက်ခိုက်နိုင်သေးတယ်လို့ဟန်ဆောင်နေတဲ့ရှုံးသမားတယောက်ကိုပဲမြင်နေအောက်ဆုံးမှာပဲစိတ်ပြအားငယ်ပြီးတီးလိုက်တော့အခုလက်ရှိကြံနေသေးတဲ့အသားနဲ့တီးတီးချာချာမလုပ်ဘူးဆိုရင် ကဘာအချင်းဆိုတဲ့စင်မြင့်ပေါ်မှာမင်းအတွက်ခွင့်ရရမှာမဟုတ်ဘူးလို့ဘာလို့ကပြောလိုက်ပါတယ်တပတ်မှလည်း PG အတင်းအတွက်အဆုံးသက်ကိုချီတူကခေါင်းနိုင်ဘောနဲ့တွင်းလိုက်ပြီး PG အတင်းအတွက်နိုင်ကိုရယူပေးခဲ့ပါတယ်မြတ်တောင်ဆိုပြီးတော့အိုတိုယာနဲ့ပါချီရာကိုလက်ဝင်ဟိုကကုညီဖို့ရလာခဲ့ပေမဲ့မလုံလောက်ခဲ့ပဲချီတူရဲ့အနိုင်ယူတာကိုခံလိုက်ရပါတယ်နီယိုအေဂွိစ်လီတခြားလုံးမရှုံးသေးတဲ့အတင်းဆိုလို့ဘတ်စတာမန်ချင်းအတင်းနဲ့ PG အတင်းပဲရှိပြီးပြောရမယ်ဆိုရင်နောက်ပွဲဟာချန်ပီယံဘယ်လိုလဲဆိုတာအဆုံးဖြတ်ပေးမဲ့တိုက်ပွဲဖြစ်ပြီးအကောင်းဆုံးနေရဲကအကောင်းဆုံးနေအတွက်စင်မင်းကအစင်သိဖြစ်လို့နေခဲ့ပါတယ် လေ့ကျင့်ရေးကွေးနဲ့မှာတော့ Igakuria Kira နဲ့အတူလေ့ကျင့်ရေးဆင်းနေခဲ့ပြီး Igakuria အသာရပဲဖျက်ကျော်ခံနေရပါတယ်။ကျုံမပေးသေးတဲ့ Igakuria တော့နောက်တစ်ကြိမ်အတူတူလေ့ကျင့်ပေးဖို့တောင်းဆိုနေခဲ့ပြီးဘာချစ်ကနိုင်ရင်ပေးမှစောင့်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲပွဲနံပါတ်98ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကစားသမားတွေရဲ့အဆင့်တွေကိုစပြီးတော့ကြီးညာပါတော့မယ်။သူတို့ရဲ့နောက်ဆုံးကစားပွဲကိုကံပြီးသွားတဲ့ဥပအတင်းကတော့ထပ်ပြီးတော့အဆင့်တက်တော့မှမဟုတ်ပါဘူး။နောက်ဆုံးအနေနဲ့အီစာကီကြော်ပြရမယ်။နောက်ဆုံးရမယ့်တွေကတော့နောက်ဆုံးမှပြသခဲ့ပြီး အဆင့်23အောင်ကစားသမားတွေကတော့ဂျပန်အန်ဒါတော်နီးရဲ့လက်ရေးစင်အသင်းအနေနဲ့ပေါ်ဝင်ရှင်ပြိုင်ဖို့ရွေးချယ်သွားမှာမဟုတ်ဘူးလို့ထပ်ဆောင်ကြေညာလိုက်ပါတယ်။မန်ချက်စတီနဲ့ပွဲမှာတကူးသွင်းခဲ့တဲ့စန်တူကတော့အဆင့်23ထိတက်သွားခဲ့ပြီးရိုက်ချီနဲ့နာနာဆေကတော့အဆင့်24နဲ့အဆင့်23မှာကတိလေးရှိနေခဲ့ကြပါတယ်။ခြေစွမ်းနဲ့ကြပါခဲ့တဲ့နာဂီနဲ့ရီကတော့သူတို့ရဲ့အတန်းကြီးတွေဟာတဖြည်းဖြည်းနဲ့နဲလာခဲ့ပြီးဒီအတိုင်းသာဆိုရင်တော့ယူနီဆယ်အသင်းမှာပါဖို့အတွက်ဖြစ်နိုင်ချေလွန်နေပြီးသူတို့နှစ်ယောက်ကအတီကြီးကိုပြောင်းလဲဖို့လိုအပ်နေခဲ့ပါပြီ။ကြံရှိနေခဲ့တဲ့အဆင့်တွေကတော့ ရှီတိုကတန်တရာနဲ့အဆင့်၄နေရာမှာရက်တည်နေခဲ့ပြီးဘာရိုကတော့တန်တရာ50နဲ့အဆင့်နေနေရာမှာအီဇာဂီနဲ့ထပ်တူကျနေခဲ့ပါတယ်။နောက်ဆုံးအဆင့်နေနေရာမှာတော့အီတိုရှီရင်က198တန်းနဲ့ရက်တည်နေခဲ့ပါတယ်။တန်ကြီးတွေဇက်တိုက်တိုးနေခဲ့တဲ့ရင်ယွန်အားကျနေတော့ဘာချစ်ကရောက်လာခဲ့ပြီးတော့နောက်ဆုံးပွဲစဉ်အတွက်သူ့ရဲ့ဘက်စတာမန်ချင်းတင်ရကစားသမားတွေကိုတခုခုပြောင်းလဲဖို့အတွက်ညီမထားတဲ့သူတွေအဆင့်အတွက်ညီမထားတဲ့သူတွေကိုယ့်ရဲ့ကိုယ်ပိုင်ညီမချက်တွေရှိကြပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့အတင်းကထူးခြားနေဖို့အတွက်လိုအပ်ပြီးတည်တည်ငြိမ်ငြိမ်ယုတ်တိရှိရှိနဲ့ နိုင်ပွဲကိုအရယူဖို့ဘာချစ်ကပြောလိုက်ပြီးနောက်ဆုံးပွဲရဲ့ဖြူဟာအတွက်ဆွေးနွေးကြဖို့လှုပ်ပါတော့တယ်တဖက်ပီးကြီးအတင်းမှလည်းသူတို့ရဲ့တမှုထူးခြားတဲ့ကစားပုံကိုပိုပြီးကောင်းမွန်လာဖို့အတွက်ဆွေးနွေးနေခဲ့ပါတယ်ကန်ချက်၄ချက်မှာတုံးကိုရတဲ့ရင်းကိုကန်ချက်မြမြပူကံမိုးနဲ့သူ့ရဲ့ဆန့်ကျင်ဘက်ဆက်နက်ခါမှာတုံးကိုလောက်ပဲဝင်နေရှီတို့ကိုပိုပြီးတော့တိတိကျကျကံဖို့ပြောနေပါတယ်နောက်ထပ်လိုကီယာခါရာစုကိုတယောက်တည်းအီချင်းလေးကိုလေ့ကျင့်ဖို့ဇက်တဲစုကိုတော့သူ့ရဲ့ပြေးတဲ့ချိန်တုန်းမြင့်တင်ဖို့နဲ့ထိုကင်မီစုကိုတော့နောက်တန်းမှာလက်လျောနီထိဆော့တက်အောင် လေ့ကျင့်ပေးဖို့အင်စာတွေပေးနေခဲ့ပါတယ်နောက်ထပ်နာနာဆေးကိုတော့ဘောလုံးထင်းကြီးတွေကိုလေ့ကျင့်ခိုင်းနေခဲ့ပြီး Charles ကတော့တိတ်တိတ်လေးထွက်သွားဖို့လုပ်နေခဲ့ပါတယ်အင်စာမြတ်ဒီပဲထွက်သွားဖို့လုပ်နေတဲ့ Charles ကို Loki ကဘောလုံးနဲ့မျက်နှာကိုလှမ်းပြီးတော့ကန်လိုက်ပါတယ် Charles ကတော့အစည်းအဝေးမှာအကြာကြီးမနေခြင်းတဲ့အတွက်ကြောင့်သူ့တဘောနဲ့သူဆော့လို့မရဘူးလားလို့ Loki ကိုမေးလိုက်ပါတယ် Loki ကတော့ငမင်းကိုခဏခဏပြောပြီးပြီဒီနီယိုအီဂိုစ်လီကိုလာရတဲ့အကြောင်းရင်းဟာ Charles ရဲ့အရေးချင်းတွေကိုတိုးတက်အောင်လုပ်ပေးဖို့အတွက်ဖြစ်ပြီးသူ့ကိုလူပေးနိုင်မယ်ကမ္ဘာအကောင်းဆုံး ဘလုံးပေးတဲ့သူတရားဖြစ်ဖို့အတွက်အရေးချင်းရချားစီမှာရှိပြီးတော့အသက်15နှစ်ဖြစ်တဲ့အတွက်သူ့ထက်ပိုပြီးတော့ငရေပြီးပိုအခွင့်ရရှိတယ်လို့လိုကီကပြောပါတယ်လိုကီကပြင်းတဲ့အတွက်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာချားစ်ကသူ့ဘေးကနေပြီးတော့ကမ္ဘာအကောင်ဆုံးဖြစ်လာလိမ့်မယ်ဒါပေမဲ့အသွေးကြောင့်နည်းနေသေးတဲ့ချားအတွက်အဲ့ဒီစိန်ခေါ်မှုကအရန်ကိုကြီးမားနေသေးတဲ့အတွက်ကြောင့်အသွေးကြောင့်ရဖို့ Neo Equestria ကိုလာခဲ့တာဖြစ်ပါတယ်ချားစ်ကတော့နည်းနည်းလေးမှနားထောင်မနေခဲ့ပဲခေါင်းမာနေတဲ့ချားစ်ကိုလိုကီကမိဘချင်းထိခေါင်းမာနေရုံမှလဲလို့မိတဲ့အခါမှာတော့ချားစ်က သူ့ကိုလှုပ်စေချင်းလေးလေးမလှုပ်ချင်းလေးလေးဖြစ်တာမလို့လိုကီနဲ့စန့်ကျင်ဘက်ကိုလှုပ်နေခဲ့ပါတယ်လိုကီကအဲ့ဒါဆိုမလှုပ်နဲ့တော့လို့ပြောတဲ့အခါမှာတော့ချားစ်ကအခုမှလှုပ်ချင်းသွားပြီလို့ပြောပြီးတကယ်ကြီးလိုကီနဲ့စန့်ကျင်ဘက်တွေလှုပ်နေခဲ့တာပါအဲ့ဒီအချိန်မှာလိုကီက PG အတင်းသားတွေကိုရင်ကိုဥတီပြီးဆော့တဲ့ကစားပုံနဲ့ရှီရိုကိုဥတီဆော့တဲ့ကစားပုံတွေမှာချွေးရင်ချက်တွေရှိနေခဲ့ပြီးအသေးချောင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်တိုက်စိတ်မှုနည်းအလုံးကသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေနဲ့တယောက်ချင်းစီထူးခြားကြပြီးအဲ့ဒီအရာတွေကချားစ်ရဲ့ငုံရှိုးနေတဲ့ပါရမီတွေကိုဆွဲထုတ်ဖို့ကြိုးစားနေကြတာပါ တခြားကစားသမားတွေကလည်းဒီကစားနည်းကိုလိုက်လောညီထည့်အောင်စောင့်နိုင်ခဲ့ကြပြီးကိုယ့်ရဲ့တန်ကြီးတွေကိုပြတာဖို့ကြိုးစားခဲ့ကြပါတယ်အဲ့ဒီကျေးဇူးကြောင့်အားလုံးကတိုးတက်လာခဲ့ကြပြီးလူကြီးရဲ့ PhD အသင်းကသူတို့ရဲ့ကိုပိုင်ဆိုင်ရည်တွေကိုစတ်တက်ပြီးတဲ့အသင်းတွေဖြစ်လာခဲ့ပါတယ်နောက်ဆုံးပွဲအနေနဲ့노와အလင်းပြထားတဲ့ဘတ်စတာမန်ချင်အသင်းကိုရေဆိုင်ကြရမှာဖြစ်ပြီးသူတို့လိုပဲရုံမဲမရှိတဲ့အသင်းတွေလည်းဖြစ်ပါတယ်ဘတ်စတာမန်ချင်အသင်းရဲ့ကစားပုံကလူကြီးမျောလင့်ထားတဲ့အတိုင်းပဲဖြစ်ပြီးအီစာဂီနဲ့ခိုင်ဇာရုရဲ့ပေါင်းစပ်မှုနဲ့မတူညီတဲ့ကစားပုံနှမျိုးဖြစ်ပြီး မညညာမှုနဲ့ပုံမှန်မဟုတ်တဲ့အရာတွေကနေဖွဲ့စည်းထားတဲ့ပုံစံမျိုးဖြစ်ပြီးလော်ကီရိုနဲ့မတူညီတာကတော့ရှီတူရဲ့ကစားပုံရင်းရဲ့ကစားပုံဆိုပြီး15မိနစ်တခါချိန်ကြပေမဲ့အဲ့ဒီအရာတွေကအရင်မကြီးပဲပုံမှန်မဟုတ်လေစိတ်ဝင်စားစရာပိုကောင်းလည်းမဟုတ်လားလို့လော်ကီကပြောလိုက်ပြီးဘတ်ဆက်မှန်ချင်းအတင်းရဲ့နောက်ကိုလိုက်ဖို့အတွက်ရင်းနဲ့ရှီရိုဆိုတဲ့အေးစနားကိုတုံးမှဖြစ်ပြီးသူတို့ရဲ့မညီညာပြီးပုံမှန်မဟုတ်တဲ့ကိုပိုင်တိုက်ခိုက်မှုမျိုးနဲ့တိုက်ခိုက်မှဖြစ်ပြီးတော့အခက်အခဲဆုံးအစ်မရင်းနဲ့ရှီရိုဆိုတဲ့ တိုင်းရင်နှကောင်အသုံးပြုပြီးဘတ်စတာမန်ချင်းအတင်းကိုအနိုင်ယူရမယ်ဆိုတဲ့နောက်ဆုံးအင်စာကိုလိုကီကပေးလိုက်ပါတယ်။နာဂီကတော့ဆိုရှယ်မီဒီယာမှာအဝေဖန်ခံရပြီးနာဂီကသူတို့နှစ်ယောက်ရဲ့ကြာတော့တဲ့ခြေစွမ်းတွေပေါ်ဆွေးနွေးနေခဲ့ပါတယ်။အခုဆိုရင်ရေကအဆင့်16မှာ34တန်းနဲ့အဆင့်ကြာတော့ခဲ့ပြီးတော်တော်လေးဆွေးရင်နေရပါပြီ။အဆင့်23တော့မှ18တန်းရှိတာမလို့တန်းလေးစင်းနဲ့နာဂီကလည်းစိတ်ချရတဲ့အနေထားမှာမရှိသေးပါဘူး။နောက်ပွဲအထိဒီလိုပဲဆက်ဖြစ်နေအောင်မယ်ဆိုရင်အနေအဆုံဖြစ်တဲ့အဆင့်23ကိုကြာတော့နိုင်တာမလို့နောက်ဆုံးပွဲမှာအစွမ်းကုန်ကျူးစားဖို့လိုအပ်နေပါပြီ။ အဲ့ဒီအချိန်မှာနာဂီစီကမမျော်လင့်ထားတဲ့စကားဖြစ်တဲ့အေးငါလည်းအဲ့လိုတွေးနေတာပဲရီယိုငါတို့ပြောင်းလဲဖို့လိုနေပြီပထမဆုံးပွဲမှာနိုင်ပြီးကြတဲ့ကငါခံစားရတာတိတ်မကောင်းအရင်ပုံစံအောင်ပြန်လာခြင်းနဲ့စိတ်မရှိတော့ပဲအားလုံးကပျောက်ဆုံးကုန်နေဒါပေမဲ့ငါကငါအတွက်မဆောင်ခဲ့တဲ့အချိန်နဲ့ငါ့ရဲ့ဦးဆောင်မှုတွေစီကနေပို့ပြီးတော့ဝေးဝေးကိုပြေးနေခဲ့မိတယ်ငါတို့မပြောင်းလဲဘူးဆိုရင်ကမ္ဘာနံပါတ်1ဆိုတဲ့နေရာကိုရမှာမဟုတ်ပြောင်းလဲကြစို့ရီယိုငါ့ကိုစိတ်လွှမ်းရှားမစီမယ်အရာတိတစ်ခုကိုပေး ဟုတ်ပြီနောက်မှကြံတစ်ခုရှိတယ်တပတ်ဘတ်ဆက်မှန်ချင်တင်းရဲ့ဆွေးနွေးခန်းမှာတော့အခြေခံတိုက်စစ်နဲ့ခံစစ်ကိုတွားတယ်ဘူဟာအတိုင်းစော်ကစားကြမှာဖြစ်ပြီးဒုတိယလူကိုဘဒူးမှတတိထားမိမှာမဟုတ်ပဲမင်းတို့သာပထမမရအောင်ဆိုရင်ဒီကဘာပေါ်မှာဘာအမတ်သားမှခြံခိုင်းနိုင်မှာမဟုတ်လို့ဘတ်ဆက်မှန်ချင်အသေးရဒီပွဲကိုအနိုင်ယူပြီးသူတို့ရဲ့အမတ်သားကိုတပိုင်းမှာခြံခဲ့မယ်လို့ဘတ်ချစ်ကဘတ်ဆက်မှန်ချင်အသင်းသားတွေကိုပြောလိုက်ပါတယ်ကဲငါအိပ်ရဝင်တော့မယ်အထူးအဲ့တဲ့လေးကိုတွေးလိုက်အောင်ကဲမင်းတော်လို့ရပြီ ပိတ်ထားစမ်းပါကွာအထူးအဲ့တဲ့ဆိုတဲ့သူကတော့ဆရာအုံမုတ်ခွက်ပဲဖြစ်ပြီးဘာချစ်ကိုလည်းသွားစရာရှိတာမြင်မြန်သွားလို့ပြောလိုက်ပါတယ်ဆရာအုံမုတ်ခွက်ကနောက်ဆုံးပွဲစဉ်အတွက်ဆိုင်ရင်တုံးတွေကိုကိုတိုင်ကိုကြအမှားစကားပြောဖို့လာခဲ့တာဖြစ်ပြီးနီယိုအီဂိုအစ်လီရဲ့အစမှာနိုင်ရရှိဖို့အတွက်ပေးခဲ့တဲ့တော်ချက်ကိုမှတ်မိလားလို့မေးပါတယ်ဟီယိုရီယာမူလအစရဲ့တက်တယ်လို့ဖြေလိုက်ပြီးဆရာအုံမုတ်ခွက်ကလည်းအေးဟုတ်တယ်အဲ့ဒီကကဘာကြီးရဲ့အသားစီးလို့ပဲအနိုင်ရဖို့အစင်းနဲ့တင်နေရတယ်လို့ပေါ့မူလအစဆိုတာမင်းတို့အတွက်ပါလေမင်းရဲ့ကိုပိုင်ကစားပုံလားဒါမှမဟုတ်မင်းတို့ရဲ့တန်ကြီးဘယ်လောက်ရှိလဲဆိုတာလား အဲ့ဒီအရာတွေတခုမှမဟုတ်ဘူးမူလအဆဆိုတာ စာလောင်မှုပဲမွေးကလေးကပါလာတာမဟုတ်တလို့တင်ထားတဲ့အရာလည်းမဟုတ်ဘူးမင်းတို့ဘာကိုစာလောင်တလဲအဲ့ဒီအရာမင်းတို့ရဲ့မူလပုံစံကိုဖန်တီးပေးတဲ့အရာပဲ Neo Egoistly မှာနိုင်ဖို့အတွက်လိုအပ်တဲ့နေရာကိုအကျိုးအကြောင်းတင်းတင်းနဲ့ကျူးကျော်နိုင်ရမယ်ကိုယ့်ရဲ့ကိုယ်ပိုင်စံနှုန်းတွေတော့ကိုလိုက်ပြီးတော့ကိုကိုကိုအချင်းချင်းဖြတ်စည်းလိုက်ပြန်မွေးဖွားလိုက်လောက်ရမယ်ကဲကိုကိုကိုမေးရတော့မယ်ငါဘာဖြစ်ချင်လဲပုံမှန်လေးပဲနေသွားချင်လားလုံးဝရှင်းနိုင်ချင်လားငါအဲ့ဒီကောင်အနိုင်ယူချင်လားဒီနေရာမှာဖော်ပြလိုက်တဲ့စာလောင်မှုဟာ မင်းတို့ရဲ့မူလပုံစံပဲမင်းတို့ရဲ့အာယုံဆိုင်မှုကိုကဘာကြီးကစောင့်နေတယ်ဘလုံးသမားတယောက်ရဲ့တောက်ပမှုယူယူသွတ်သွတ်နဲ့ဆက်ပြီးတော့တိုက်ခိုက်နေတဲ့သူတွေကိုငါက professional လို့ခေါ်တယ်အဲ့တော့ငါ့ရဲ့စာလောင်နေတဲ့အသသမားတွေတောက်ပဖို့အတွက်အစင်သေးဖြစ်ပြီလားဆိုပြီးဆရာဦးမုခွက်ကပြောလိုက်ပါတယ်အခုဆိုရင် Neo English လေးကအထွတ်ထိပ်ကိုရောက်နေခဲ့ပြီဒီညအတွက်ပွဲစဉ်တွေကတော့ကိုပွဲမြောက်ကစားပွဲဖြစ်တဲ့ဘာချာနဲ့မန်ရှိုင်းစီးတီး PSG နဲ့ဘတ်စတာမန်ချင်းရှုံးပွဲမရှိအတင်းတင်းရဲ့ပွဲစဉ်မှာ ဘယ်အသင်းကချန်ပီယံအနေနဲ့ပေါ်ထွက်လာမလဲစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်အခုဆိုရင် Blue Lot TV ကြီးကကမ္ဘာတဝန်းမှာ subscriber တန်းတရာနဲ့ကမ္ဘာအကြီးဆုံးအကစား platform တစ်ခုအနေနဲ့ရည်တည်နေပါတယ်။ဒီကမ္ဘာလုံးကလည်းကျေပွင့်တပွင့်ရဲ့ပေါ်ထုံးမှုကိုစောင့်ကြည့်နေခဲ့ကြပြီး Blue Lot TV ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကျေးဇူးကိုအပြည့်အဝအသုံးချကြဖို့လာမယ့် UNICEF ကမ္ဘာဖလားမှာသူ့ရဲ့အကြံပြုချက်တွေကိုထည့်သွင်းစဉ်းစားပြီးဖို့ FIFA ဥက္ကဋ္ဌကိုတောင်းဆိုနေခဲ့ပါတယ်။ဘိုးတော်ရဲ့ပြောကြားချက်ကြောင့် FIFA ဥက္ကဋ္ဌကလည်းအခုနဲ့တွေးပေးမယ်ဆိုရင်စဉ်းစားပေးမယ်လို့ပြောလိုက်ပါတယ် ဘလူးလော့ရဲ့စီစီခမ်းမှာတော့တစုံတယောက်ရဲ့နှလုံးနဲ့အဆုတ်အလုံးလုံးပုံကြွသားလေးချင်းအားလုံးကိုစစ်ဆေးနေခဲ့ပြီးနိုဝါရဲ့အဆင့်စီကိုတဖြည်းဖြည်းရရှိနေခဲ့ပါတယ်အသက်ငယ်ငယ်လေးနဲ့နိုဝါကိုလက်မိနန်နာကအတော်လေးအထင်ကြီးစရာကောင်းတယ်လို့အန်နီရီယာပြောလိုက်ပါတယ်ဆရာဦးမိုးခွတ်ကတော့မင်းကအစမ်းသက်ခံဆိုတာမမေ့နဲ့ဦးကမ္ဘာအကောင်ဆုံးကစားသမားကိုဖန်တီးဖို့အတွက်ကျန်နေတဲ့စည်ရင်တုံးလေးကိုအစင်းမြင့်ဖို့မင်းကိုအစင်းမြင့်ထားတာမင်းရဲ့အတ္တတွေအားလုံးကိုလှုပ်ပြလိုက် Ranskey Konigami မင်းရဲ့စိတ်ကိုဗလာအချီနီမှာပဲထားလို့ ်ဆရာမိုးခွက်ကပြောလိုက်ပါတယ်ဘတ်စတာမန်ချင်အတင်းရလဲသူတို့ရဲ့ကစားသမား၁၁ယောက်ကိုပြင်ဆင်လို့ပြီးသွားခဲ့ပြီဆိုပေမဲ့အချင်းနေပေါ်မူတည်ပြီးလူစားလဲမှဖြစ်လို့အရန်ခုံမှထိုင်နေကြရတဲ့သူတွေကိုလည်းအခွင့်အရေးကိုလက်မလွတ်ဖို့နဲ့ဒီအတင်းရဲ့အပြေးအဝလုံနိုင်ဆုံးမြင်ကျင်တယ်လို့နိုဝါကပြောလိုက်ပါတယ်ကဲသွားလိုက်တော့ဘတ်စတာမန်ချင်ငါဘာရော့သွားတော့မှလက်ခံမှာမဟုတ်ဘူးနော်ဆိုပြီးတော့နိုဝါကအမှားချလိုက်ရင်ဘတ်စတာမန်ချင်အတင်းသားတွေကလည်းဘလုံးကွေးကြီးကိုလာနေကြပါပြီ။အီစာကြီးရဲ့စိတ်ထဲမှာတော့အနိုင်ရတာပဲအရေးကြီးပြီးအစ်စ်ပေးတာ သူ့ကိုယ်သူတေကျဲဖြစ်သုံးတာတဖြည်းဖြည်းနဲ့သူ့ရဲ့လမ်းကအသားစီးတွေကိုကျော်ဖြတ်လာနိုင်ခဲ့ပြီးလက်နဲ့အစ်စ်တွေလည်းရရှိလာခဲ့တယ်။အဲ့ဒီအတွက်ကြောင့်အခုချိန်မှာသူသွေးနေတဲ့အရာဆိုလို့ကမ္ဘာနံပါတ်၁ကစားသမားဖြစ်လာဖို့နဲ့ကမ္ဘာအကောင်းဆုံးဖြစ်လာဖို့ဆိုတာအရင်ကမတေချာတဲ့အိမ်မက်တစ်ခုဖြစ်ခဲ့ပြီးအခုချိန်မှာတော့တိုက်စစ်မှုတရားအနေနဲ့ကစားခြင်းနဲ့နီလန်ရင်းအောင်နိုင်ယူခြင်းနဲ့နီလန်ဘတ်စတမန်ချင်းအတင်းအတွက်အနိုင်ပွဲကိုဆောင်ပေးမဲ့နီလန်သူ့ရဲ့ကမ္ဘာအကောင်းဆုံးဖြစ်လာမဲ့ပုံရိပ်တွေကအီစာဂီရဲ့မူလပုံစံဖြစ်ပြီးသူ့ရဲ့တခုတည်းသောဆန္ဒဆာလာမှုလည်းဖြစ်ပါတယ် ဝင်းရဲ့တစ်ဖက်မှာလည်း BG အသေးကစောင့်နေခဲ့ပြီးရှီတိုကခိုက်စားအောင်ငါမင်းကိုနိုင်တော့မယ်ဆိုရင်ကဘာကြီးကငါအကြောင်းပို့ပြီးတော့တည်သွားမယ်မလားလို့ပြောနေခဲ့ပြီးခိုက်စားတော့ကျောင်းတော်ပိုင်းအောင်ကင်းနဲ့ရှီတိုကိုသူနဲ့ဝင်းဝင်းနေဖို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းအီဆာကီးကနံပါတ်၁ဆိုတဲ့ရင်းစီကိုတည့်သွားပြီးဒီဘွဲမှာဘသူကအတန်မာဆုံးလဲဆိုတာရှင်ကြတာပေါ့ဆိုပြီးတော့ရင်းကိုစင်ခေါ်လိုက်ပါတယ်ရင်းကလည်းနံပါတ်၁ဆိုတဲ့နေရာကိုရည်မဆိုင်ပဲသူလူချင်းတဲ့အရာဆိုလို့အီဆာကီးရွေးချီကိုဖျက်ဆီးချင်တာပဲဖြစ်ပြီးအီဆာကီးရဲ့စင်ခေါ်မှုအီဆာကီးရဲ့ပန်းနိုင်အီဇာကီရဲ့ပြိုင်ဘက်ဖြစ်တဲ့ ရင်းကိုကြော်တက်ဖို့ကြိုးစားပါတော့မယ်။ကစားပွဲကအတော်လေးစိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီ။ဒါကတော့ထိတ်တန်းနေတဲ့တိုက်ပွဲကဘလို့ပုံစံလဲဆိုတာပါပဲ။အခုလိုစီမင်းပေါ်မှာမယုံကြည်နိုင်စရာကောင်းတဲ့ပြိုင်ဘက်တွေနဲ့အလုံးစုံအတွက်အောင်ပွဲကိုရယူပြီးနံပါတ်၁ဖြစ်ဖို့စတင်ပါပြီ။အဲ့ဒီလိုနဲ့ကစားပွဲကစတင်ခဲ့ပြီးရှီတိုကခိုင်စာနဲ့ရှင်ပြီးတော့ဘောလုံးကိုရအောင်ယူနေပါတယ်။ဒါပေမဲ့ခိုင်စာကဘေးမှာရှိတဲ့ Nets ကိုဘောလုံးပေးလိုက်ပြီးရှီတိုရဲ့နောက်ကျောင်းကနေပြေးထွက်သွားခဲ့ပါတယ်။ Nets ကဘောလုံးပြတ်မိတဲ့အခါမှာတော့ခိုင်စာစီကိုဘောလုံးရောက်ခံတဲ့အခါလေးမှာ ခါရာဆူရာလေးပေါ်မှာတင်ဖြတ်ထုတ်သွားခဲ့ပါတယ်။ဒါပေမဲ့လေခူနီဂါမီကလည်းလေးထဲမှာတင်ဖြတ်ထုတ်လိုက်ပြန်ပြီ။ကြားလာတဲ့ဘောလုံးဇန်ထက်ဆူနဲ့ရိုက်ချီတို့ဟာအသေးအတန်ရှင်းလူနေခဲ့ကြပါတယ်။ရိုက်ချီကဇန်ထက်ဆူကိုဖြတ်ထုတ်နိုင်ခဲ့ပြီးဟီယိုရီစီကိုဘောလုံးမြောက်ခင်မှာနာနာဆေးကပြေးလာခဲ့ပြီးတစုံတစ်ယောက်စီကိုဘောလုံးပေးလိုက်ပါတယ်။သူကတော့ဘလူးလော့ရဲ့နံပါတ်၁ကစားသမားအီတိုရှိရေမဲဖြစ်ပါတယ်။တော့ရန်ပိနေကွာနံပါတ်၁ เอ้ပြောနိုင်သေးတော့ပြောထားဖို့ကွာတိုက်ချင်းနဲ့ခံနေကြမှာနှစ်ဖက်အသင်းရဲ့ပြင်ဆင်မှုတွေကပြင်းထန်နေခဲ့ပြီကမ္ဘာတစ်ဝန်းလုံးကပြိုင်ပွဲတွေကလည်းတစ်ဆက်ကန်လေးတော့အကြည့်မလွဲပဲ Neo Equisley ရဲ့အပြင်းထန်ဆုံးဘောလုံးပွဲကစတင်ပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြည့်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတို့တယောက်ချီးစမ်းအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းတွေမှာပြန်တွေ့ကြတော့ပေါ့